ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလဲပါတယ်ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်အဲတော့လက်ရှိတော့ကျွန်တော်ဒါဒါကျွန်တော်ခကြီးကပြန်မဲနေမှာပဲ outdoor ride ဖြစ်တော့တယ်ပေါ့နော်ဒါကျွန်တော် outdoor ride ဖြစ်တာနဲပါတယ်အဲတော့ကျွန်တော်လက်ရှိဒါတော့ဒါကျွန်တော်အခုရောက်နေတဲ့ခကြီးပေါ့နော်တော်တော်လေးလာတာကျွန်တော် now star ဒီနေ့ဒါခဏလေးနောက်တစ်နိုင်လောက်ရကျွန်တော်ပြန်တော့မှာပေါ့နော်ဒါကျွန်တော်မြို့တဲကိုပြန်တော့မှာဒါကျွန်တော်လက်ရှိဒါကျွန်တော်မသွားဘူးတဲ့နေရာတွေ ကျွန်တော်ပေါ်မှာဗျာဒါမနိုင်ပြောမလို့ကျွန်တော်ဒါမသွားဘူးတဲ့နေရာကြီးသွားမယ်အဓိကတော့လှတဲ့နေရာကျွန်တော်သွားချင်တာပေါ့နော်ကိုရီးယားကမြို့ထဲမှာជីပြီးမြို့ထဲမှာမွေးလာတဲ့ကောင်တွေမို့လားမသိဘူးဒါအဲ့လိုမျိုးဒါကျွန်တော်တို့ဟိုနေတွေပါဆိုတအားသဘောကျတယ်တမပါနေဆိုတော့လူမှုတဲ့ကျွန်တော်တို့ကတောင်တွေတန်းနေမနိုင်ပြောကိုရီးယားလည်းအဲ့လိုကြီးဖင်ကောင်းကြတာမို့ကိုရီးယားရန်ကုန်မှာမွေးပြီးရန်ကုန်မှာကြီးတာပါပဲအဲ့တော့ခုနကဘယ်လိုလဲဟိုတကယ်ကိုကောင်းတဲ့မြို့ကြီးတော့ဘာတော့မဟုတ်ဘူးဒါပေမဲ့မြို့မှာကြီးလာတဲ့ကောင် မှုလို့လာရမသိဒါမျိုးလူမှုတာကျွန်တော်တောတောင်တွေဒီဟာဆိုမနည်းရဆိုကျွန်တော်တို့ဒီတောင်ကအရင်ဒီမြို့ကအရင် အော်ဒီကျုံမြင့်တော့ဒီကျွန်တော်တို့ဒါတိန်နေပါလိဖြတ်တယ်ပေါ့နော်အမရိကတနေလုံးတိန်ဖြတ်နေမိုးရီရွာအဲ့ဒါဒီနေ့မှာနည်းနည်းလေးခါအမရိကဒါကျွန်တော်တောင်သွားတတ်ဘူးအဲကျွန်တော်ကားသမားပေးမတတ်ဘူးပေါ့နော်ထူးတယ်လားပဲကျွန်တော်ရောက်ဖူးတဲ့နိုင်ငံတွေထဲမှာဒီနိုင်ငံကအဖော်ရည်ဆုံးလို့ပြောလိုက်ရကလေးတွေအားစားကျွန်တော်လက်မှတ်ထားပေးကျွန်တော်တစီကိုလာလေလူလည်းနဲလို့ဖြစ်မှာပါဒါကျွန်တော်မနေ့ကခုလက်ရှိမှာ Manchester United video ဖြစ်ပေမဲ့ခင်ဗျားတို့ဒါနည်းနည်းလေးပြောပြတာပေါ့နော်အဲကိုချမ်းဒါကျွန်တော် video ရိုက်ရင်သူဘာလို့လက်မညောင်းလဲကျွန်တော်ခုမှသိရဒီလိုဓာတ်တိုင်လို့ထောက်ချလိုက်အဲလက်မညောင်းတော့အဲ့တော့ ဒါကတော့ဒီကကျွန်တော်ဒါဒီမြို့ကတော့ AV Mall လို့ပြောတယ်ဒါကျွန်တော် Scotland ရဲ့ဒါကျွန်တော် Highland နေရပါတော့ Scotland မှာဒါကြောင့်လူတော်များသိတဲ့ဥစားကဒါကျွန်တော် Glasgow တို့ Edinburgh တို့ပဲလူတွေသိတယ်ဒါကြောင့်မို့ဒီလိုမျိုးဒါ Highland ပေါ့နော်အမြင့်တောင်တဲ့ကျွန်တော်ဒါအားလုံးပေါင်းဒါငါးရဲ့မြောင်နေပေါ့နော်ကျွန်တော်တို့ဒါရှောက်သွားနေတာဒါကျွန်တော်နဲ့ကျွန်တော် border တကောင်ကျွန်တော်ပထမကျကျွန်တော်တယောက်ထဲကားမောင်းပြီးသွားဖို့ကျွန်တော် border ပြောင်းနေငါလည်းလိုက်မယ်ဆိုတော့အဲကျွန်တော်ဟိုတစ်ခါကပြောပြောနေတယ်ကျွန်တော်ဒါလီဗာပူးဘောလုံးဝဲတွေကြောင်းကျွန်တော်ကြည့်အောင်လုပ်ပေးတဲ့ကောင်ကျွန်တော်သူနဲ့ကျွန်တော်ခီးသွားတာပေါ့နော်ညီကိုတွေခီးသွားတာပေါ့အဲ့တော့ ဟာလက်ရှိမှာကျွန်တော် Manchester United အကြောင်းလေးနည်းနည်းလေးပြော Manchester United အသင်းနဲ့ဒါကျွန်တော်မနေ့ကလည်း breaking news တစ်ခုဖြစ်ခဲ့လို့ဒီနေ့ညနေမှာလည်းသတင်းတွေကတော့ shout တက်နေသေးဖြစ်တယ်လို့ပဲပြောရမယ်တဲ့မှာပါပါတယ် Manchester United အသင်းအနေနဲ့အခုလက်ရှိမှာဒါပထမဆုံးအနေနဲ့ဒါမဖြစ်မနေပြောရမှာကတော့လက်ရှိဒါကျွန်တော်တို့အဲသူတို့ရဲ့ဒါ Quintus Simon game ပဲ Quintus Simon game မှာလက်ရှိမှာ positive sign နဲ့ဥစားဖြစ်လာခဲ့ပြီဒါ United အသင်းရဲ့ဒါကျွန်တော်တို့ Quintus Simon game ကိုတော့ Manchester United လက်ရှိမြို့တော်ဝင်ကတော့အင်မတန်မှသဘောကျတယ်လို့သိရတဲ့မှာ ပါပါတယ်။ဘာဖြစ်လို့သဘောကျတယ်လက်ရှိမှာဒီ Manchester United ကွင်းသစ်စီမံကိန်းကတော့ကျွန်တော်တို့လက်ရှိလူပေါင်းပေါင်းတဲ့ချီတိမ့်တဲ့ချီကိုအလုပ်ပေးနိုင်မယ်လို့သူတို့ကိုသူတို့ယုံကြည်တယ်။ဒါ turnover rate နဲ့ဘာညာတွက်မှာပေါ့နော်။တခါရတော့တောင်းတဲ့ချီတိမ့်တဲ့ချီကိုအလုပ်ပေးချင်မှာပေးနိုင်မှာ။ဒါပေမဲ့ဒါလူရေတောင်းတဲ့တိမ့်တဲ့ချီဒါကျွန်တော်လုပ်ပေးနိုင်မယ်။ပြီးရင်ဒါလက်ရှိမှာဒီပြဿနာကဘာဖြစ်နေလဲဆိုတော့ဒါအင်္ဂလန်မှာကသူတို့နေနေအခုလက်ရှိဒါ recession ပေါ့နော်။ဒါကျွန်တော်တို့စီးပွားရေးအကျပ်တဲဖြစ်နေတဲ့ကာလပုံစံမျိုးဖြစ်နေတယ်။အဲ့တော့ ပြောရမယ်ဆိုဟာဟိုနားတော်တော်လှတာပဲကျွန်တော်တို့ခေါ်သွားအောင်မယ်အဲ့တော့ကျွန်တော်တို့လာ recession ပုံစံမျိုးဖြစ်နေတာပေါ့နော်ကျွန်တော်တို့ဒါအခက်ခဲတဲ့ကာလဖြစ်နေကျွန်တော်လက်ရှိမှာလူတွေလုံးမရှိဘူးလူတွေလုံးလူနေတယ်ဒါပြီးတော့တို့ရဲ့အခုလက်ရှိပြဿနာအင်္ဂလန်မှာဖြစ်နေတဲ့ပြဿနာကနိုင်ငံသားတွေများနေပေါ့နော်အဲ့တော့ကိုဆိုးသွားတာကမနေ့ကလည်းဒါကျွန်တော် Manchester မြို့မှာဒါကျွန်တော်တို့ ဒါကျွန်တော်တို့ချက်ရှောင်းထဲမှာဒါကျွန်တော်တို့ဝစ်ပြူနေတဲ့အချိန်ဒါကျွန်တော်တို့အဲဒါနဲ့ဝင်ပြီးတော့အသေးကဘုံခွဲတိုက်ခိုက်မှုပုံစံမျိုးဖြစ်ခဲ့ကြတော့အခုလက်ရှိမှာလည်းနိုင်ငံသားအိမ်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့လက်ရှိမှာပြဿနာတက်နေတယ်ပေါ့ထားပါအဲလက်ရှိမှာဒါကျွန်တော်မန်ချက်စတာနဲ့ဒါလက်ရှိမျိုးတော်ဝင်က United ရဲ့စီမံကိန်းအင်တာမတ်သဘောကျတယ် United ရဲ့စီမံကိန်းအဲလက်ရှိမှာဒါကျွန်တော်မန်ချက်စတာ United အသင်းနေနဲ့သူတို့ပြဿနာဖြစ်နေတာက ငွေကြေးပါတော့ပြဿနာဖြစ်နေတာအဲ့လက်ရှိမှာ United တင်းတဲ့ဒီ Queen ကိုစောက်ဖို့အတွက် Ineos အုပ်စုကနေပြီးတော့ United ကိုပတ်စံပြန်ချီးတယ်ဆိုတာထက်ဆိုင် United တို့အုပ်စုကလက်ရှိမှာဒီ Queen ကို Ineos အုပ်စုကဒီ Queen ကိုယူလိုက်မယ်ယူလိုက်ပြီး United ကိုဒါကျွန်တော်အငှားကြီးပုံစံမျိုး ပြန်ပေးမယ်ဆိုတဲ့ပုံစံမျိုးလုပ်ထားတာပေါ့နော်အဲ့တော့လက်ရှိမှာအဲ့ဒီ plan ကို United ကအသက်ပါတယ်ပြဿနာကအခုလက်ရှိမှာနိုင်ငံတိုင်းပေါ့နော် United လက်ရှိမှာ Ineos အုပ်စုကအစကတည်းကကျွန်တော်တို့ချင်းငွေကို United အနေနဲ့ဒါ American ရဲ့ဘဏ်ပေါ့နော် Bank of America မှာချီးဖို့အတွက်စဉ်းစားထားတယ် ။ဒါပေမဲ့အခုလက်ရှိအခြေအနေရအခုလက်ရှိဖြစ်နေတဲ့ပုံရဆိုရင်တော့ Bank of America ကလည်းဒါဒီကိစ္စနဲ့ပတ်သက်ပြီးချိဖို့အတွက်ခက်တယ်။အဲ့တော့ဒီညမှာဒါ United ကဘာလုပ်ဖို့ရှိလဲဆိုတော့ဒီ Manchester United ကွင်းသစ်မလားဒီဒီနောက်ကအမဲအကောင့်တွေလည်းများတယ်အမိုက်တယ်။ဒါဒီကျွန်တော်တို့ဒါ Autumn Leaf တော့နော်။ဘာညာရွှေရှောင်းမှာအဲ့တော့ လက်ရှိမှာတော့ကျွန်တော် United အသင်းနေနဲ့ခုလက်ရှိခုနပြောတဲ့ဥစားရဒါကျွန်တော်တို့ဒါ Bank of America ကဒါကျွန်တော်တို့သူတို့စီကချီးလို့လို့ချက်ဒါပေမဲ့ Bank of America နဲ့ခုလက်ရှိမှာ United လုံမဲ့1 billion ကြော့ကြော့ကိုသူတို့အနေနဲ့မပေးနိုင်ဘူးမပေးနိုင်ရတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဘာဖြစ်လာလဲဆိုတော့သူတို့အနေနဲ့ခုလက်ရှိမှာ ဒါအကွင့်ရဲ့အမိတွေကိုရောင်းဖို့အတွက်တို့လှုပ်ဆောင်မယ်ဒါတို့လက်ရှိမှာတို့အနေနဲ့ဒီကွင်းတဲ့ကို investor ပုံစံမျိုးခေါ်မယ်ဒါဟာကျွန်တော်လက်ရှိမှာမြင်ရကြားခဲ့တဲ့ကိစ္စတစ်ခု investor ခေါ်ရဆိုလို့အဲ့တော့ခုနကျွန်တော်ပြောခဲ့တဲ့ United ကလက်ရှိမှာ Ineos အုပ်စုကိုဒီကွင်းနဲ့ပတ်သက်ပြီးတော့15နှစ်ဆိုတဲ့ပုံစံမျိုးဒါ သူတို့အနေနဲ့အငှားချမှာတနှစ်ကိုဒါကျွန်တော်တို့မက်ရှီမှာ United အသင်းကိုဒါတန်း90သို့မဟုတ်တန်း30သို့မဟုတ်တန်း90ပေးအဲ့တော့ဒီ Ineos တို့အနေနဲ့ဒီ Queen နဲ့မှာဖြစ်နေတဲ့အဖြစ်အပျက်များသမျှ Ineos တို့အုပ်စုပဲရမှာဖြစ်ပြီးတော့ United တို့အုပ်စုကဒီနေရာမှာဒါကိုကွင်းဝင်ကြီးဟို Queen ငှားကြီးလောက်ပဲရတာမှာပေါ့ဥပမာလက်ရှိမှာခင်ဗျားကျွန်တော် example ပြပြမယ် United တို့အသင်းအနေနဲ့အခုလက်ရှိမှာစိတ်ဝင်စားဖို့ကောင်းတာဒါခင်ဗျားကမျက်စိနဲ့မြင်ရမှာခင်ဗျားအခုလက်ရှိမှာခင်ဗျားကမြေကွက်တစ်ခုပိုင်တယ်ဟုတ်တော့အဲ့ဒီမြေကွက်ကိုခင်ဗျားစီကငှားလိုက်တယ် အိမ်ပြောခင်ဗျာတလောက်ကိုကျွန်တော်3နှစ်ဟိုဒါ9နှစ်နဲ့ငှားလိုက်တယ်တစ်နှစ်ကိုခင်ဗျာဟို3900ပေးမယ် ဒါကျွန်တော်9နှစ်ဆိုရင်ခင်ဗျ3500ရမယ်။ဒါပေမဲ့အဲ့ဒီမြေကွက်ပေါ်မှာဟိုကောင်အဲ့ပေါ်လဲငှားသွားတဲ့ကောင်စီးပွားရေးလာတဲ့စီးပွားရေးဖြစ်တော့နေ။အဲ့ဒီစီးပွားရေးဖြစ်တော့နေစီးပွားရေးဖြစ်တော့ဆိုခင်ဗျမဆိုင်ခင်ဗျမြေပဲပိုက်တာမြေငှားကပဲရမှာ။အဲ့ဒီပုံစံမျိုးပေါ့နော်။အဲ့တော့လက်ရှိမှာအဲ့လိုပုံစံမျိုးကဒါ Manchester United နဲ့ Inios ပုံစံမျိုးတော့ဖြစ်ရှိတယ်။အဓိကအင်းရဆိုအင်းရဆိုအနေနဲ့က United ကိုဒါ financial burden မပေးချင်လူတော်များဒါခုနကပြောအင်းရဆိုအနေနဲ့ဒါကျွန်တော်တို့စီးပွားရေးအမြင်ရရှိတယ်လူလူတော်များဝေဖန်မှုတွေရှိခဲ့ပေမဲ့တကယ်တော့နင်းသားငါလားဟိဆိုတဲ့ movement မှာတော့ဒါဟာစိတ်ဝ ဝင်စားရကောင်းတဲ့အနေထားကြဒါခုနပြောအိန္ဒိယဆိုတော့လေဒါဟာဒါကျွန်တော်တို့ကောင်းသွားနိုင်တဲ့အနေထားရှိတယ်လို့အကယ်၍သူတို့လူသူတို့ထင်ထားလို့မလဲရှိမှာပြ United စီကတနစ်ကိုသူတို့ဒီကွင်းကိုဒါတန်းတရားဖြစ်တန်း80တဲ့ဖြစ်ဖြစ်ပဲငှားလိုက်တယ်အိန္ဒိယဆိုအုပ်စုကနေပြီးတော့အဲ့တော့ငှားပြီးတော့သူတို့နေတဲ့တကယ်တမ်း80တန်းတရားပြမရှာနိုင်တော့ဂွမ်းပြီး ဟုတ်တယ်နော်အဲ့တော့ခုနဓမ္မဟုတ်တန်တရာ180ပြန်မရှာတော့တန်200လောက်ရှာတယ်တို့တို့ဒီတန်တရာမြန်မယ်ဒါအိန္ဒိယဆိုအိထဲရောက်သွားမယ်အဲ့တော့အိန္ဒိယဆိုဘက်ကဒီညာဘာပြောထားဆိုတော့ဒီလိုမျိုးအသေးဒီတို့ဒီကွင်းကနေရတဲ့အမျက်စွန်းတွေအကုန်လုံးကိုအသင်းထဲကိုပဲပြန်ထည့်သွားမယ်ဆိုတဲ့ပုံစံမျိုးတို့ကပြောထားအဲ့တော့ဟုတ်မဟုတ်တော့ကျွန်တော်တို့ချက်တော့အဲ့တော့ကွင်းနဲ့ပတ်သက်ပြီးလက်ရှိမှာဆက်ပြီးပြောရမယ်ဆိုရင်တော့ Manchester United Manchester မြို့ရဲ့ဒါကျွန်တော်တို့လက်ရှိဒါမြို့တော်ဝင်အင်မတန်မှသဘောကျတယ်လူတွေလုံရမ်းမှာပါညာအဲ့တော့ပြလက်ရှိမှာ Manchester United လက်ရှိကွင်းပုံစံမြို့ဒီဇိုင်းပြောင်းမယ်လို့လည်းသိရတယ်လက်ရှိဒါကျွန်တော်အချွန်ဒါပေါ်ကျွန်တော် Trident ပေါ့နော်အချွန်အချွန်သုံးဂျွန်ဥစားကြီးကိုဖြုတ်ချပြီးတော့လက်ရှိမှာဒါကျွန်တော်တို့ San Diego Barnaby အသစ်ပုံစံမြို့ Camp Nou အပြစ်ပုံစံမြို့ဒါကျွန်တော်မိုးလုံးလေးလုံးကွင်းပုံစံမြို့ပဲလုပ်ပူရှင်ဒါပေမဲ့သူများကွင်းနေနဲ့မတူဘဲနဲ့ပို့ပြီးတော့စမ်းတက်တဲ့ကွင်းတစ်ခုကိုလုပ်ပူရှင်အခုလက်ရှိမှာဒါကျွန်တော်တို့ Thai နိုင်ငံက Apple Store Thai နိုင်ငံကဟိုဟောင်ကောင်နိုင်ငံကလီစိတ်တို့ကိုဒါကျွန်တော်တို့ပြုပြင်ပေးထားတယ်ဒါကျွန်တော်တို့ အာကီတချာတို့အုပ်စုလုပ်မယ်အခုချိန်ထဲစပြီးတော့လုပ်နေပြီလို့သိရဒါပေမဲ့ခုနကပေါ့အချွန်နေတက်တွေကိုတော့လက်ရှိမှာဖယ်ရှားမှာဖြစ်ပြီးတော့တို့အနေနဲ့တာမန်ပုံစံမျိုးကဝယ်သွားဖို့ရှိတယ်ပေါ့အဲ့တော့လက်ရှိမှာ United အသင်းနေနဲ့ဒီ Queen နဲ့ပတ်သက်ပြီးတော့ဒါ ီနောက်ပိုင်းမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ရှိတယ်အဲ့တော့လက်ရှိဒါအနေထားရတာကျွန်တော်ပြဿနာအကြီးဆုံးပြဿနာ recession ပဲဒါအင်္ဂလန်မှာ recession ဖြစ်နေတဲ့ကြောင့်ဒါကျွန်တော်တို့အိန္ဒိယဆုအုပ်စုအနေနဲ့ဒါကျွန်တော်တကပ္ပိတ်ပေါ့အင်္ဂလန်မှာနေဖို့ပေါ့တကပ္ပါတဝမ်းလုံးမှာ recession ဖြစ်နေတဲ့ကြောင့်လို့အိန္ဒိယဆုအုပ်စုအနေနဲ့ဒီ queen ကိုစောင့်မယ်ဆိုရင်တော့မှသူတို့အနေနဲ့ပတ်စံအောင်တော်တော်လေးကိုရှာရမယ်အခုလက်ရှိမှာဒါကျွန်တော် queen နဲ့မယ်လို့လိုက်ရောင်းနေကြတယ်အခုလက်ရှိမှာကြားတဲ့သတင်းတွေက snapdragon ကဒါကျွန်တော်နံပါတ်1ပြီးနေကြတယ်အခုလက်ရှိမှာ united ရဲ့ဒါကျွန်တော်ရင်ပတ်စာစပွန်ဆာပေါ့နော် snapdragon က snapdragon ကလက်ရှိမှာ manchester united ရဲ့ဒါကျွန်တော် queen နဲ့မယ်ဝယ်ဖို့တော့နံပါတ်1ပြီးနေအဲ့တော့ united ရဲ့လက်ရှိကွင်းချိန်တွေကတော့ဒါကျွန်တော်တော်တော်လေးကိုစောင့်ကြည့်ရတာဒါကျွန်တော်စီးပွားရေးနဲ့ပတ်သက်ပြီးလည်းတော်တော်လေးကိုဒါဗဟုသုတရရနေထားမှာရှိခုနအင်ညော့စ်လို့သွားရဲအကွက်ဆိုအရန်သဘောကျဘူးခေါင်းနဲ့အင်ညော့စ်တို့အနေနဲ့ဒါ United ကိုဒါခုနပြောသူရယ်စတာ15သန်းဒါတနစ်ကိုတန်းတရနဲ့1.5ဘီလီယံပေးချလိုက်တယ်လို့ပါတော့အဲ့လိုပုံစံမျိုးတို့လို့ရတယ်ဒါပေမဲ့အဲ့လိုတော့ပေးမှာမဟုတ်ဒါပေမဲ့ခုနပြောသူပဲ ဒါမျိုးမျိုးရှင်းလို့ရတယ်ပေါ့နော်ဒါကျွန်တော်တို့မှပို့ပေးဒါငါတို့က15နှစ်ချုပ်မယ်ဒါပေမဲ့9နှစ်တခါပဲမင်းကိုပတ်စံပေးမယ်ဆိုလဲလုပ်လို့ရတယ်ဒါတွေကလုပ်လို့ရတယ်ဒါပေမဲ့ခုနကပေါ့အဓိကကအင်ဒီယားဆိုအစုအနေနဲ့တကယ်ဒီမျိုးပေါ်မှာဖြစ်လာတဲ့ခုနကပေါ့ဆိုဒီမျိုးအကျဉ်းကျွန်တော်များပြောလို့ဒါကျွန်တော်တို့အေးပေါ့ United ရဲ့ Queen ကခင်ဗျားမရှိရပြောမယ်ဆိုကျွန်တော်ဒါကပလော၃ဘလော့ဆလောက်ရှိအကြီးပဲ क्वीन ကဒါဒါနေရာယူရပါမယ်ဂလီစာမိသားစုစပ်ပုံမကြောက်တော့ဒါဘီပဝင်ကြအလဟတ်တက်ဖြစ်နေတာအဲ့တော့ အဲ့ဒါ riza ပတ်ငားတနစ်ကိုတန်းတရာတော့ဘယ်လိုပဲရတလောက်10တန်းဆိုတာဗျာကျွန်တော်ဒါအင်္ဂလန်မှာရနိုင်ငံငွေကြေးပမာတော့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့အမခုနကသူကိုယ်တိုင်ရဲ့အခုလက်ရှိမှာဒါကျွန်တော်နာမည်ကြီးဟိုတယ်တွေဖြစ်တဲ့ Mario တို့ပေါင်းနဲ့အခုချိန်ကလေးကသူကစကားပြောနေ Mario Hotel လာစောင့်မယ်ဒါခုနကဘယ်လိုနာမည်ကြီးဒါကျွန်တော်ရုပ်ရှင်ရုံတွေဖြစ်တဲ့သူတို့ရဲ့ဒါနိုင်ငံရဲ့ရုပ်ရှင်ရုံတွေလာစောင့်မယ်ပြည်ဒါကျွန်တော် shopping mall West Video Usu လာစောင့်မယ်ဆိုတဲ့တဲ့တွေထွက်နေတယ်အဲ့တော့ပြောချင်တာတနစ်10တန်းရမှာတလောက်10တန်းရမှာပူစရာတော့မရှိဘူးဒါပေမဲ့တေချာတာက ဘလို့မျိုးသွားမလဲဆိုတော့တော်တော်လေးကိုစိတ်ဝင်စားတနစ်ကိုဒါတန်းတရာနဲ့သွားမှာတနစ်ကိုတန်း90နဲ့သွားမှာဒါတွေကတစ်ချက်တော့ဆောင်ကြအဲ့တော့ United ရဲ့ Quinn Simon Gay ရဲ့ဒါအခြေအနေကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပြီလို့ပြောပြရစီအဲ့တော့ United ပြည်သက်တွေကတော့ဒါ Quinn Hong ကိုဒါ Quinn မဆောက်ခင်မှာ Quinn Hong ကိုသွားပြီးတော့လူတာပေါ့နော်ဒါကျွန်တော်တို့လက်ရှိမှာအဲ view လေးနဲ့ကျွန်တော်တို့ဗီဒီယိုရနေဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော်နေနေဖြစ်ပါစုပုံကောင်းတောင်းပြီးနေကျွန်တော်တို့နောက်မှတွေ့တာပါတောင်းတွေ့ကြတာပေါ့အားလုံးမကြိုးတူပါနဲ့ကျွန်တော်အေးစီပါဒီပါပါ